မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 15ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကို တင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်14ရက်ကွယ်အုပ်ချုပ်ရေးမှူးရုံးကိုမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့က August 14ရက်နေ့ည10:00နာရီအချိန်မှာရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်14ရက်ကွယ်အုပ်ချုပ်ရေးမှူးရုံးမှာအကြမ်းဖက်စစ်ခွေးတိုက်ရဲ့ရွေးကောက်ပွဲအတွက်အစည်းအဝေးပြုလုပ်နေကြတဲ့ အုပ်ချုပ်ရေးမှုနဲ့အပေါင်းပါများကိုလုံခြုံရေးယူပေးနေတယ်။စစ်ခွေးများနဲ့ရဲခွေးများကိုပြင်းအားမြင့်နဲ့မိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတစ်ကောင်နဲ့ပြူခွေးနှစ်ကောင်ကတော့ဒဏ်ရာရသွားတယ်လို့သိရတယ်။စေယုံကနဲ့လာခေါ်သွားပါတယ်လို့ရန်ကုန်မြို့ပြတော်လိုင်းရဲဘော်တအုပ်ကပြောပြထားပါဗျ။စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ရဲ့အာနာတီမြေးရဲ့အတွာပြည်သူများကိုဖိနှိပ်ညှင်းဆဲပြီးတော့အတုရောင်ရွေးကောက်ပွဲကျင်းပနိုင်ရေး 調査ဆောင်ရွက်နေသူတိုင်းဟာမျိုးပြ UG များရဲ့ရန်သူများပင်ဖြစ်တယ်လို့ပြောကြားထားပါတယ်။ဒါကြောင့်စစ်ခွဲတပ်ရဲ့ရွေးကောက်ပွဲအောင်မြင်ရေးအတွက်ဆောင်ရွက်ပေးနေသူများအနေနဲ့မိမိတို့ရဲ့လှုပ်ဆောင်ချက်များကိုအမြန်ဆုံးရပ်တန့်ကြရန်မရပ်တန့်ပါကအခုလိုမျိုးချိန်မုံတုတ်တင်ခံရမှာဖြစ်တယ်လို့မျိုးပြကြွက်ကွန်ရက်ကသတိပေးထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာဝင်ကြမယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများနဲ့နိုင်ငံရေးပါတီများအနေနဲ့လုံခြုံရေးအတွက်စစ်ခွေးတိုက်ရဲ့ထိန်းချုပ်မှုအောက်မှာသာမဲဆွယ်ကြရမှာဖြစ်ပြီးတော့မဲဆွယ်စည်းရုံးမဲ့နေရာနဲ့အခြေအမျိုးကိုလည်းကြိုတင်အကြောင်းကြားခွင့်ပြုချက်ရယူရမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်ကောင်စီကရွေးကောက်ပွဲလုံခြုံရေးအတွက်စစ်တပ်ရဲပြူစောထီးပြည်သူလုံခြုံရေးအဖွဲ့ဝင်များကိုတာဝန်ပေးရမှာဖြစ်ပြီးတော့ပြူစောထီးနဲ့ပြည်သူလုံခြုံရေးအဖွဲ့များကိုလည်းလက်နက်များတပ်ဆင်ပေးထားမှာဖြစ်တယ်လို့သိရပါတယ်။အခြားတစ်ဖက်မှာလည်းပြည်ထောင်ဝန်ကြီးဌာနကရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟုကော်မတီတိုင်းခရိုင်နဲ့မြို့နယ်ကော်မတီများကိုဖွဲ့စည်းထားပြီးတော့ရွေးကောက်ပွဲလုံခြုံရေးကိုဆောင်ရွက်တော့မှာဖြစ်တယ်လို့သိရပါတယ်။ လုံခြုံရေးအကြောင်းပြချက်နဲ့လွတ်တော်ကိုယ်စားလှယ်လောင်းများနိုင်ငံရေးပါတီဝင်များအနေနဲ့လွတ်လွတ်လပ်လပ်စည်းရုံးနိုင်ခြင်းရှိတော်မှာမဟုတ်ပဲသက်ဆိုင်ရာစစ်တပ်ရင်းနဲ့ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီများထံကိုခွင့်ပြုချက်ရယူပြီးတော့အကြောင်းကြားပြီးမှသာမဲဆွယ်စည်းရုံးခြင်းနဲ့ဟောပြောခြင်းများကိုလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။လုံခြုံရေးအရာပါတီတွေရောကိုယ်စားလှယ်လောင်းတွေရောကသက်ဆိုင်ရာဒေသခံအာဏာပိုင်တွေရဲ့လုံခြုံရေးအစီအမံအောက်မှာပဲမဲဆွယ်စည်းရုံးခွင့်ရှိပါမယ်။ ်ကြိုတင်ခွင့်ပြုချက်ရယူရမယ်ဟောပြောပွဲတွေမှာလည်းလုံခြုံရေးအရငင်းပယ်ရင်တော့လုံခွင့်ရမှာမဟုတ်ပါဘူးအထူးသဖြင့်တော့နယ်မြေမအေးချမ်းတဲ့ဒေသတွေမှာစီယုံရေးလုပ်ဖို့ကဒေသအာဏာပိုင်တွေရဲ့ခွင့်ပြုချက်မရရင် လုံခွင့်မရှိဘူးလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်ကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကတော့စစ်ခွေးတိုက်ရဲ့နယ်မြေရှင်းလင်းရေးအောင်မြင်လာပြီးတော့မဲဆန္ဒနယ်များပုံမှန်ကျပြန့်လာနိုင်တဲ့အတွက်လုံခြုံရေးအပိုင်းမှာစိုးရိမ်စရာမရှိနိုင်ဘူးလို့ မနေ့ကဩဂတ်လ14ရက်နေ့မှာရန်ကုန်မြို့ Sky Star Hotel မှာပြုလုပ်တဲ့နိုင်ငံရေးပါတီများရဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကတော့ရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်လောင်းများရဲ့လုံခြုံရေးကိုတာဝန်ယူပေးသွားမှာဖြစ်ကြောင်းဩဂတ်လ12ရက်နေ့မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့အစည်းအဝေးပွဲမှာထုတ်ဖော်ပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မှာ KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့မန်စီမြို့နယ်မန်ဝင်းကြီးဒေသကိုအကြမ်းဖက်စစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲချသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ15ရက်နေ့မနက်3:00နာရီ15မိနစ်အချိန်ကစတင်ပြီးတော့မနက်3:00နာရီ 30မိနစ်အချိန်ထိတိုက်လေရင်များနဲ့၄ချိန်ဇက်တိုက်ဘုံများကျဲချခဲ့တယ်လို့သိရပါတယ်။လက်ရှိပြည်သူတချို့ဟာထိခိုက်ဒေဆုံးမှုတွေရှိတယ်လို့သိထားပြီးတော့အရေးအတွက်အထူးကြောင့်လည်းအသေးစိတ်ကိုတော့မသိရသေးဘူးလို့ဒေသခံစီရင်သတင်းရင်းမြစ်ကပြောပါတယ်။အကြမ်းဖျင်းသိရတာကတော့ဟိုတုံရွာနဲ့ကောင်းခံစခန်းကိုကျဲသွားတာပါ။ပေါင်900ဘုံတလုံးနဲ့ပေါင်150ဘုံတုံးလုံးကျဲချသွားတယ်လို့ဒေသခံစီရင်သတင်းရင်းမြစ်ကပြောပြထားပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲချသွားတဲ့နေရာများဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အပြင်စစ်ရေးလှုပ်ရှားမှုလည်းမရှိတဲ့ဒေသဖြစ်တယ်လို့သိရပါဗျ။ကချင်ပြည်နယ်မန်စီမြို့နယ်ဟာ KIA က2025ခုနှစ်ဇန်နဝါရီလအတွင်းမှာသိမ်းပိုက်ခဲ့တဲ့မြို့နယ်တစ်ခုဖြစ်ပြီးတော့2023ခုနှစ်ကတည်းကစတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မန်စီမြို့နယ်ကစစ်ကောင်စီတပ်များဖြစ်တဲ့ခမရ600တဲခမရ319နဲ့အမြောက်တပ်352တို့ကို2025ခုနှစ်ဇန်နဝါရီလဇန်ပိုင်းမှာအပိတတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့မိုးကုံမြို့အရှိပိုင်းမှာရှိတဲ့လင်းအောင်ကြီးဖုန်ကြီးကျောင်းတဲ့အနီးပတ်ဝန်းကျင်ကိုစစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲချခဲ့ရာကိုရင်ငယ်ကလေးငယ်မိနေတဲ့ကလေးမိခင်တွေအပါအဝင်ပြည်သူ၁၀ဦးတေဆုံးပြီးတော့အလောင်းများဟာကစားစီဖြစ်သွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဩဂတ်စ14ရက်နေ့ည8:30မိနစ်အချိန်မှာစေကောင်စီတပ်ကမိုးကုံမြို့နယ်အရှိပိုင်းငားဘတ်တောင် အနီးလင်းအောင်ကြီးဖုန်ကြီးကျောင်းနဲ့ရက်ကွက်ပတ်ဝန်းကျင်ကိုပေါင်900ဘုံများနဲ့ကျဲချခဲ့ရာဖုန်ကြီးကျောင်းကကိုရင်ငယ်ရက်ကွက်ထဲမှာနေထိုင်တဲ့ကလေးငယ်ကလေးမိခင်တက်ကြီးရွယ်အိုများအပါအဝင်ပြည်သူအ ਨੇ စုံ10ဦးထက်မနေ့တိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ်ဖုန်ကြီးကျောင်းကိုဥတီပြီးတော့ဘုံကျဲသွားတာပါ ဘုံကြီးကျောင်းရဲ့ဘေးနားကအိမ်တွေလည်းထိခိုက်သွားပြီးတော့မိသားစုလိုက်ကိုတိတ်ဆုံးခဲ့ပါတယ်အလောင်းတွေကဒစစီကိုဖြစ်သွားတာကလေးငယ်တွေဆိုရင်လည်းခေါင်းကအပေါက်ကြီးဖြစ်သွားတယ်မျိုးသမီးတို့ဆိုရင်ခေါင်းမှပျောက်သွားတယ်တော်တော်လေးကိုရရဆက်ဆက်ပြည်သူတွေကိုဘုံကျဲတက်ဖြတ်သွားတာပါဗျာအလောင်းတွေအကုန်လုံးကအကောင့်တိုင်းမရှိနေဘူးဒဏ်ရာရတဲ့သူတွေလည်းများတယ်ဘုံလာချဲတဲ့အချိန်ကဘာတိုက်ပွဲမှမရှိဘူးလို့မိုးကုံမျိုးကဒေသခံတို့ကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်က DNA လေးတိမ့်ပိုက်ထားတဲ့မိုးကုံမြို့ကိုတောက်လျှောက်ဆိုးသလိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်လျက်ရှိရာ မေဇွန်ဇွန်လိုင်လနဲ့အခုဩဂတ်လအတွင်းမှာလဲလေကြောင်းတိုက်ခိုက်မှုများကြောင်းပြည်သူများထိခိုက်ဒေဆုံးမှုအများအပြားဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ဩဂတ်လ9ရက်နေ့ညနေ6:45မိနစ်အချိန်မှာမိုးကုတ်မြို့အရှေ့ပိုင်းကြောင်တကားကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တိုက်လေရင်တစည်းနဲ့ဘုံကျဲချခဲ့ရာကြောင်တကားကြီးရွာဖုံးကြီးကျောင်းကိုထိမှန်ပြီးတော့အပြစ်မဲ့တဲ့ပြည်သူ9ဦးဒေဆုံးခဲ့တယ်လို့သိရပါတယ်။ဩဂတ်လ2ရက်နေ့မနေ့8:25မိနစ်အချိန်မှာ မိုးကုံမြို့ကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ပေါင်150ဘုံနှလုံးလာရောက်ကျဲချခဲ့ရာပြည်သူ12ဦးသေဆုံးပြီးတော့14ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒလားတူပဲဇူလိုင်လ29ရက်နေ့မနက်9:00နာရီခွဲကစတင်ပြီးတော့အကြမ်းဖက်ဆက်တက်ကမိုးကုံမြို့ဘော်ကိုလေရင်နဲ့ဘုံ9လုံးကျဲချခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မနက်9:40မိနစ်အချိန်မှာဒုတိယအခြေအဖြစ်နဲ့၎င်းစစ်လေရင်နဲ့ဘုံကျဲချသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမျိုးကအပြစ်မဲ့တဲ့အရသာပြည်သူအမျိုးသားတအူးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကဩဂတ်လ12ရက်နေ့ကဖမ်းဆီးတပ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်တွေမျိုးလမ်းမတော်တောင်ရက်ွက်ကအသက်45နှစ်အရွယ်ဦးစုလိုင်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးတပ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်းစစ်တွေမျိုးကတအူးကပြောပြထားပါတယ်။ဦးစုလိုင်ကလက်လုံလက်စားလုတ်ကင်နေတဲ့ကြပန်းအလုံသမားတယောက်ပါဩဂတ်လ9ရက်နေ့ညကစစ်တွေမျိုးထဲမှာ စစ်ခွေးတွေကအဲစင်းဝင်စစ်တယ်လမ်းမှာအုစုလိုင်းကိုတွေ့လို့ဖမ်းသွားကြတာပြန်မလုပေးဘူးဩဂတ်စ်လ12ရက်နေ့ကတော့သူအသက်ခံလိုက်ရတယ်လို့သိရတယ်လို့စစ်တွေမျိုးကန်တအုပ်ကရှင်းပြထားပါတယ်အုစုလိုင်းဟာဂျာပန်အလုံသမားတအုပ်ဖြစ်ပြီးတော့ဘာလက်နဲ့ကိုင်းအဖွဲ့စည်းနဲ့မှလည်းဆက်တွေဆောင်ရွက်ခြင်းမရှိတဲ့အပြင်မိသည့်ပြစ်မှုကိုမှလည်းကျူးလွန်ထားခြင်းမရှိပဲစစ်ခွေးများကမတရားဖမ်းဆီးညှဉ်းပန်းနှိပ်စက်ကတတ်ဖြတ်လိုက်ခြင်းဖြစ်တယ်လို့၎င်းကရှင်းပြထားပါတယ် ပြီးခဲ့တဲ့ဇန်နဝါရီလ20ရက်နေ့ကလည်းစစ်တွေမြို့စံပြရက်ကွက်ကအသက်40ကျော်အရွယ်ဦးကျော်လင်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကမတရားဖမ်းဆီးပြီးတော့ဒါကစားစစ်တွေတပ်အတွင်းမှာညင်မှန်နှိပ်စက်တပ်ဖြတ်လိုက်ကြတယ်လို့သိရပါတယ်။ဒါအပြင်ဩဂတ်လ3ရက်နေ့ကလည်းအပြစ်မဲ့တဲ့ပြည်သူ3ဦးကိုစစ်ခွေးတွေကဖမ်းဆီးသွားပြီးတော့၎င်းတို့ဟာယခုအချိန်ထိပြန်မလုပေးသေးဘူးလို့ဤဆက်သူများထံကသိရပါတယ်။၎င်းတို့3ဦးဟာစက်ရုံစုရက်ကွက်ကအသက်23နှစ်အရွယ်ကိုဝင်းမင်းစော အသက်24နှစ်အရွယ် ကိုအောင်ကျော်ထင်းနဲ့အသက်36နှစ်အရွယ်ဒေါ်မာဦးခင်လို့ဖြစ်ကြပြီးတော့ပြည်မှုတစုံတရာမရှိဘဲစစ်ကောင်စီတပ်ဖွဲ့ဝင်များကမတရားဖမ်းဆီးသွားခြင်းဖြစ်ကြောင်းနဲ့မိသားစုဝင်များဟာပြန်လွတ်ပြေးရအတွက်တောင်းဆိုနေကြတယ်လို့ဤဆက်သူများထံကသိရပါတယ်ဇူလိုင်လ16ရက်နေ့ကလည်းစစ်တွေမျိုးနန္ဒယာမဖုံးတော်ကြီးအကြောင်းကဆစ်ဆောင်နေတဲ့ အသက်38နှစ်အရွယ်ကိုတောင်းမင်းခေါ်လင်းယုံကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကဖမ်းဆီးသွားပြီးတော့ယနေ့အချိန်ထိပြန်မလုပ်ပေးသေးဘူးလို့သိရပါဗျ။စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာစစ်တွေမျိုးတွေကဒေသခံပြည်သူများကိုအကြောင်းမျိုးမျိုးပြပြီးတော့မတရားဖမ်းဆီးကာငွေငှက်တောင်းယူခြင်းနဲ့ပတ်ဆက်မပေးနိုင်တဲ့သူတွေကိုဖမ်းဆီးထောင်ချပစ်တယ်လို့မျိုးကံများကတိုင်ကြားထားပါဗျ။စစ်ခွေးတပ်ဟာရခိုင်ပြည်တဲကစစ်တွေကြောက်ဖြူမန်အောင်မြို့တို့ကိုသာထိန်းချုပ်ထားနိုင်စေဖြစ်ပြီးတော့အဲ့ဒီမြို့တွေတဲကလူငယ်လူရွယ်များကို အရခတတော် AA နဲ့ပတ်သက်ဆက်နွယ်နေတယ်ဆိုပြီးတော့မတရားဖမ်းဆီးတာညှဉ်းပန်းနှိပ်စက်မှုတွေကိုပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အာနာသိန်းစစ်ကောင်စီကနိုင်ငံတော်မှာရှိတဲ့အမျိုးသမီးများကိုအတရားဓမ္မခေါ်ယူပြီးတော့စစ်မှုထမ်းအမျိုးသမီးအပတ်စဉ်တင်တန်းကို ဖွင့်လှစ်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီဟာပြည်သူ့စစ်မှုထမ်းအမျိုးသမီးများအားအပတ်စဉ်တင်တန်းကိုရန်ကုန်တိုင်းမော်ဘီမြို့အခြေစားအမှတ်၄အရာခံနဲ့အချက်ကြီးတင်ကြောင်းရကတာ၄မှာဖွင့်လှစ်နေကြောင်းမြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSN ကပြောကြားထားပါဗျ။အမျိုးသမီးစစ်ဟုတ်တန်းတင်နန်းကိုသတင်းပေါက်ကြားမှုမရှိအောင်လို့တင်းတင်းကြပ်ကြပ်ထားရှိပြီးတော့လှုပ်ဆောင်နေကြောင်းကြားသိထားပါတယ်။အမျိုးသမီးစစ်မှုတန်းအပတ်စဉ်တက်ကိုဖွဲ့ခဲ့တာနှစ်လလောက်ရှိနေပြီလို့တပ်တွင်းသတင်းရင်းမြစ်များကပြောပြထားပါဗျ။ရကတာလေးဟာတက်ချက်ကြီးအမျိုးသမီးစည်ရေးတင်နန်းနဲ့အခြေခံတပ်သားတဲ့အမျိုးသမီးတင်နန်းကိုပုံမှန်ဖွင့်လှစ်လေ့ကျင့်ပေးနေတဲ့အမျိုးသမီးစစ်တင်နန်းဖြစ်ကြောင်း MDSN ကထုတ်ပြန်ထားပါဗျ။ အခုအမျိုးသမီးစစ်မှုထမ်းအပတ်စဉ်တက်တင်တန်းမှာစစ်တပ်ထဲကတပ်မိသားစုဝင်များအ धिक ပါဝင်နေကြောင်း MBS ဆိုင်ကစစ်ဘက်သူတည်တင်တာတာဝန်ခံကိုနောင်ရိုးကပြောပြထားပါဗျ။စစ်သားမိသားစုတွေအ धिक ပါဝင်မယ်လို့ယူဆရပါတယ်။စစ်ကော်မရှင်တပ်အနေနဲ့အမျိုးသမီးစစ်မှုထမ်းတွေအရေးတကြီးလိုအပ်နေတာမျိုးမရှိသေးပါဘူး။အထက်ကမူဝါဒညွှန်ကြားချက်ကြောင့်ဖွင့်လှစ်ထားတာဖြစ်မဲ့ထင်ပါတယ်။အမျိုးသမီးစစ်မှုထမ်းတွေကိုလက်ရုံးပညာတဲ့တပ်နဲ့ဌာနချုပ်တွေမှာတာဝန်ပေးလာမယ်လို့ယူဆရတယ်လို့၎င်းကရှင်းပြထားပါဗျ။ အမျိုးသမီးစစ်မှုထမ်းတင်နန်းအတွာစစ်ခွေးတပ်ဟာနိုင်ငံအနှံ့မှာအမျိုးသမီးငယ်များအားစစ်ဆေးဖမ်းဆီးခြင်းမြို့ရွာရက်ကွက်အလိုက်စရင်းကောက်ခံခေါ်ယူခြင်းများကိုလှုပ်ဆောင်ခဲ့တယ်လို့ MDSI ကပြောပါတယ်။အာနာသိန်းစစ်ကောင်စီကအမျိုးသမီးစစ်မှုထမ်းတင်နန်းအတွာဖမ်းဆီးခေါ်ဆောင်နေခြင်းကြောင့်ရန်ကုန်မြို့နယ်အချို့ဒေသများမှာအမျိုးသမီးငယ်များပျောက်ဆုံးမှုတွေရှိနေတယ်လို့ MDSI ကပြောပါတယ်။ အာနာသိန်းစစ်ကောင်စီဟာအမျိုးသားစစ်မှုတန်းအပတ်စဉ်16ရက်အတွက်တိုင်းနယ်ပြည်နယ်အသီးသီးမှာလူတင်များစုဆောင်းနေပြီးတော့အေယာဝတီတိုင်းငပူတော်မြို့နယ်မှာဖိအားပေးခေါ်ယူနေတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့စစ်မှုတန်းစစ်ခေါ်ရေးအဖွဲ့ဟာငပူတော်မြို့နယ်ကရက်ချင်းအုပ်ချုပ်ရင်းမှုတွေကိုဩဂတ်လ23ရက်နေ့ကအစည်းအဝေးခေါ်ယူခဲ့ပြီးတော့စစ်မှုတန်းတပ်သားအ ਨੇ စုံတအိုးစီပေါင်ခေါ်ယူရမယ်ဆိုပြီးတော့ညွှန်ကြားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆစ်အာနာရှင်ဆန်းတဲ့စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ